အနုပညာကြီးဆိုလို့ရှိရင်ကျွန်တော်တောင်းကြမလို့ကျွန်တော်တို့ကိုချက်မယ်တောင်းကြမလို့သူတို့ကဒီဒုတိယရဲ့ဟိုပြောလို့ရှိရင်တချို့သူရှိရှိပဲဆိုင်းလေးကြီးကူညီပါဦးเออไซนี่ดาลีก็ง่ารู้บาลูกว่าไม่ไกลหรอกว่ามีดาลีไปอยู่ဆိုတာ ပြောရှင်အဖေမအဲ့လိုမရှိကျွန်တော်တို့ကမထင်တော့ဘူးเนาะအဖေနဲ့လိုက်ရလို့ချင်းပတ်စံရရပါစီတော့ရေလို့စိတ်နဲ့လိုက်တာမဟုတ်ဘူးကျွန်တော်တို့ကအဖေခင်နိုင်နဲ့အတူတူတွဲပြီးစင်အောင်မှာမတည့်ရကန့်ရံယူကျွန်တော်တို့ဘဝအတွက်အိမ်မက်တစ်ခုပဲကျွန်တော်ကပျော်နေပြီအဲ့တစ်ခုလေလေးစားမှုတစ်ခုနဲ့ကျွန်တော်ကတန်နေပြီဒါပေမဲ့တော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကစင်မတက်လို့ချင်းတန်တန်ချင်းရှိတယ်တသိန်းခွဲဖြစ်တသိန်းခွဲတသိန်းခွဲနှစ်သိန်းဖြစ်နှစ်သိန်းတောင်းစရာမလိုတို့ကသူတိုးပေးတာ အာဒီကကြောင်ရောက်လာခြင်းကြောင့်ကြီးဟာဟိုပါဘောနော်ဟာတဝင်ကပါပေါ့ဖေခင်လိုင်ရဲ့ဟာတဝင်ကပါမိသားစုလာရောက်ပြီးတော့လူတန်းတဲ့အဲအလူပစ္စည်းတွေကိုကျွန်တော်တို့လာရောက်လူတန်းတာဖြစ်ပါတယ်စိန်အေကရက်ရဲ့နောက်ပြီးတော့ရွှေအိုးရဲ့စပွန်ဆာပေးရတဲ့အတွက်ကျွန်တော်တို့ကဒီဟာတဝင်ကမိသားစုတွေပေါ့လာရောက်ပြီးတော့ဒီမှာလူတန်းတာဖြစ်ပါတယ်ပြည်ရနဲ့ပတ်သက်လို့ဘာရရတယ်ဆိုတော့ဟိုအတွေ့အကြုံတွေရောနော် အဖေတို့ထိုင်ပြီးတော့စကားဝိုင်းမှာပြောခဲ့တဲ့သူတို့ရှိပြနောက်ပြတယ်ပေါ့သူတို့ဘဝကြီးဘလို့ဖြတ်တန်းခဲ့ရတယ်သူတို့ဘလို့မျိုးလိလာအသိယူခဲ့ရတယ်သူတို့ပြောပြတဲ့ဟာတွေကိုပြန်နှားထောင်တဲ့အခါမှာသူတို့သူဖြတ်တန်းလာခဲ့တာကျွန်တော်ပြောပြတဲ့အချိန်မှာတထွာလောက်ပြောပြရင်ကျွန်တော်တထွာလောက်သိအသိဉာဏ်ရရပါတယ် တလောင်တော့ရှိရတာတလောင်တော့ပြောပြရင်လေကျွန်တော်အဲ့တလောင်တော့ထိုင်နေတဲ့ဟောသူတို့ဘဝတွေကဒီလိုဖြတ်တန်းလာခဲ့တာပါကျွန်တော်အတွေ့အကြုံတွေကို share လေးလုပ်ပေးသလိုပဲပြန်ပြီးတော့ကျွန်တော်လေ့လာရတယ်သင်ယူရတယ်မကုန်နိုင်ဘူးဗျာဟောအတော့ငွေမှာကျွန်တော်အဓိက idea စဉ်းစားတာကျွန်တော်ဟောဥခင်လိုက်မှာပဲခင်ဗျာဟော idea စဉ်းစားတယ်အဲ့ပုံမှာဇက်စားလာတော့အကုန်လုံးပေါ့အဲကျွန်တော်လည်းကျွန်တော်တိတလောက်ပေါ့တချောင်းတပါတာဝင်ပြောတယ်အပေဒီနေရာလေးမှာဒါလေးပြောရင်မကောင်းသူကမပြောရင်မကြိုက်ဘူးဝင်ပြောရတယ်ကျွန်တော်တို့ကျွန်တော်တို့အရင်တော့ဆိုရင်ကြုံခဲ့တယ်ပေါ့နော် လူကြီးရဲ့စကားဝိုင်းမှာကလေးဝင်ပြောရင်နှင်ထုတ်တာလေတဲ့မှာအမေဘာကြီးပြောနေရလဲတော့မဟုတ်ဘူးဗျာပြောရမယ်ကြောက်ရင်တော့မခေါ်ဘူးမကြောက်နဲ့သူ့ရိုက်เสียရရှိတဲ့ခက်မှာရိုက်ထုတ်เสียရရှိတဲ့ခက်မှာထုတ်ရှိန်နေလို့စကားပြောရင်အနေနဲ့ဆိုရင်အဖေကလက်မခံဘူးမင်းစင်ပေါ်မှာသူ့ဒီ game မှာဒီလိုရွယ်ရမယ်သူရွယ်ရွယ်ဘယ်မလဲအဖေမလို့အင်းတော်လို့လို့မရဘူးမင်းငါ့ကိုဘာလို့အလုပ်လုပ်တာလဲစင်ပေါ်မှာတော့မပြောဘူးအော်ရောက်ချင်းဒါဒီနေ့လေးမှာအဖေကိုဒီလိုလုလိုက်လေဒီလိုတာအဲ့လိုကြောက်နေအစင်မပြေဘူးအဲလုံးဝ အဖေ KD ကနေရခဲ့တဲ့သင်ကန်းစာတွေရောအတုကြုံတွေရောအဲပြန်ပြောပြတာလူပညာကြီးဆိုလို့ရှိရင်ကျွန်တော်တောင်းချင်မလို့ချို့သူရှင်းရှင်းပဲဆိုင်လေးကြီးကူညီပါဦးအဲဆိုင်လေးဒါလေးကတော့ငါတို့ဘာလို့ကွာမကြိုက်လို့ကွာမင်းဒါလေးပဲယူဆိုတာ ပြောရှင်အဲ့ဒီမှာအဲ့လိုမရှိဘူးကျွန်တော်တို့ကမထင်တော့ဘူးเนาะအဖေနဲ့လိုက်ရလို့ရှင်ပတ်စံရရပါစီတော့ရေလို့စိတ်နဲ့လိုက်တာမဟုတ်ဘူးကျွန်တော်တို့ကအဖေခင်နိုင်နဲ့အတူတူတွဲပြီးစင်အောင်မှာမတက်ရကန့်ရံယူကျွန်တော်တို့ဘဝအတွက်အိမ်မက်တစ်ခုပဲကျွန်တော်ကပျော်နေပြီအဲ့တစ်ခုလေလေးစားမှုတစ်ခုနဲ့ကျွန်တော်ကတန်နေပြီဒါပေမဲ့တော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့မှစင်မတက်လို့ရှင်တန်တန်ကြီးရှိတယ်တသိန်းခွဲဖြစ်တသူတသိန်းခွဲနှစ်သိန်းဖြစ်နှစ်သိန်းတောင်းစရာမလိုတို့ကသူတိုးပေးတာနောက်ဆုံး၃သိန်း၄သိန်းလဲအဲ့လိုပဲ မင်းဒီနေရာမှာတောက်တယ်အဖေတရားနေပြောကျွန်တော်တို့ဒီလောက်ပေးပါလို့ပြောစရာမလိုဘူးအဲ့လိုမျိုးကို ပေးနေတာဗျာ